ုံကြီးထိကတော့ကျင်စရာလည်းတကွက်မှမရှိတလို့ကြီးညိုစရာလည်းတကွက်မှမရှိငါးပါးတီလာစောင့်ထိန်တဲ့ပုံကြီးဘယ်နှပါးရှိလဲတကမချောချောမြင်ရင်တနာယူမယ်ငန်းမယ် ပလင်ဘောကနေတရားပေးနေတဲ့အောက်ကတက္ကမကဇာပါနဲ့ဗောလီဘောအောင်ထားလို့ချင်းပလင်ဘောကနေသင်္ကန်းကြားနဲ့ပြတ်မှားနေတဲ့ဖုန်ကြီးတွေအားလုံးပဲမင်္ဂလာပါမောရဲ့ YouTube channel လေးကညွှန်ဆိုလိုက်ပါတယ်မောတီနဲ့တက်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့ဒီဖုန်ဖုန်ကြီးကတော့စိုင်းဝိုင်းနေကြားထဲမှာမကြီးကင်ပြီးတော့တချင်းနေစုံနေလို့လူပြောများပြီးတော့ဝေဖန်ခံနေရတယ်အရေးယူဖို့လဲတောင်းဆိုနေကြတယ်ဗောနော်ဒီအမျိုးသမီးဆိုလို့ရှိရင်လည်းဒီလိုဖုန်ကြီးအတုတွေကိုလုံးဝမကိုးကွယ်ဘူးမရှိခိုးဆိုတော့ death zone နေရာပဲဖြစ်ပါတယ်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့အပြည့်အစုံပတ်ပါတယ်မောရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရှိဒါဆို င်တော့ဗီဒီယိုလေးကိုစာလိုက်ကြည့်ရအောင်နော်ဒီအမျိုးသမီးကတော့ဖုန်ကြီးအတုတွေကိုဓာတ်စော်နေရပါတော့ဒီဖုန်ကြီးတွေကိုကျမတို့က ကိုနဘိုတဲကမှကျမကသင်ကန်းဂရုံတုံးပြီးသင်ကန်းဝတ်ထားတယ်ကျမဥသုံးချိန်ချတာမဟုတ်ဘူးကျမမှာစောင့်ထိန်းတာ၅ပါးတီလာပဲရှိတယ်၅ပါးတီလာပဲရှိတယ်အဲ့ဒီ၅ပါးတီလာလုံကြုံအောင်စောင့်ထိန်းနေတဲ့ကျမကဂရုံတုံးပြီးတော့သင်ကန်းဝတ်ထားတိုင်းသင်ကန်းခြုံထားတိုင်းကျမမကတော့ဘူးဂရုံတုံးထားတိုင်းသင်ကန်းဝတ်ထားတိုင်းနဲ့တချို့က၅ပါးမပြောနဲ့တီလာ၅ပါးတော့မမြဲတဲ့ဖုံးကြီးရှိတယ်နော်အဲ့တော့လူတွေကဘာမသိညာမသိနဲ့ လူလဲဟောက်ချင်ဟောက်မှာပေါ့ဟောက်ချင်မှာလဲဟောက်မှာပေါ့ဖုန်ကြီးတွေရဲ့တိတ်ခါပုတ်က220နဲ့228တွေတော့တိတ်ခါပုတ်ရှိခဲ့အဲ့228တွေမပြောနဲ့ငါးပါးတိလာတော့အဲ့ဖုန်ကြီးတွေစောင့်သိနိုင်လို့လားဟိုကြီးကြီးကျယ်ကျယ်နဲ့220 228ခွန်းတွေတော့တိတ်ခါပုတ်ကစာအုပ်ထဲမှာပဲရှိရလေဘယ်ဖုန်းကြီးလိုက်လာတာရှိလဲခုခက်ပါပြောစမ်းပါဦးရှိတယ်ရှိတယ်ပါကျုပ်ဆရာတော်ကြီးတို့တီတကူဆရာတော်ကြီးတို့အခုရှိနေတယ်ရှိတယ် တန်ခါအစ်စ်တွေစစ်မှန်တဲ့တန်ခါတွေကိုမပြောဘူးအခုကျမတို့မြန်မာနိုင်ငံမှာတန်ခါပေါင်း6သိန်းကျော်ခိုးရင်ကတော့9သိန်းခုတော့ဘယ်လောက်ရှိပြီလဲမသိဘူးလူတွေထွက်ပြီးမိန်းမတွေယူနော်ဟိုနေကြတော့ဘယ်လောက်တွေကြံ့နေပြီလဲကျမလည်းစစ်တမ်းမကောက်ထားတော့မသိဘူးနော်တန်ခါဥယေ9သိန်းကျော်6သိန်းကျားမှာရှိတယ်9သိန်းနဲ့6သိန်းကျားမှာရှိတယ်အဲ့9သိန်းနဲ့6သိန်းမှာ220နဲ့ ခန္ဓာ၂၂၂နှစ်ခန္ဓာတို့ရဲ့တော့တိခါပုံမပြောနဲ့၅ပါးသီလစောင့်ထိန်တဲ့ဘုန်းကြီးဘယ်နှပါးရှိလဲအဲ့ဒါလေးပဲပြော၂၂၂နှစ်၂၂၂နှစ်ခန္ဓာတို့ရဲ့တိခါပုံကိုမပြောနဲ့နော်၅ပါးသီလစောင့်ထိန်တဲ့ဘုန်းကြီးရှိရင်တောင်မှပြောအောင်အခုခေတ်ဘုန်းကြီးတွေကတော့ကျင်စရာလည်းတကွက်မှမရှိတလို့နော်ကြီးညိုစရာလည်းတကွက်မှမရှိနော်တက္ကမချောချောမြင်ရင်တဏှာယူမယ်ငမ်းမယ် ပလင်ဘောကနေတရားပေးတွေနဲ့အောက်ကတက္ကမကဇာဘာနဲ့ဗောလီဘောအောင်ထားလို့ချင်းပလင်ဘောကနေသင်္ကန်းကြားကနေပြက်မာနေတဲ့ဘုံကြီးတွေနော်ပလင်ဘောကနေပြီးတော့သင်္ကန်းဝတ်ထားတော့အောက်ကတက္ကမတော့မသိဘူးပေါ့ပလင်ဘောကနေပြီးတော့မှနော်ဟိုပလင်ဘောကနေပြီးတော့တက္ကမရင်သားကြည့်ပြီးတော့မှပြက်မာနေတဲ့ဘုံကြီးတွေကြီးတယ်ပဲနော်ဒါတန်လာ6သိန်းနဲ့5သိန်းနဲ့6သိန်းကြားမှာရှိတဲ့တန်ဟိုဘုံကြီးတွေထဲမှာ ဲ့128သွဲတော့တိတ်ခါပုတ်ကိုစောင့်ထိန်နေဆိုတာတီတကူဆရာတော်ကြီးတို့ပါချုပ်ဆရာတော်ကြီးတို့ဆိုရင်တော့ယုံမိတ်မယ်ယုံမဲ့เนาะဟုတ်တယ်ကြံတဲ့ဖုန်းကြီးတွေဘယ်သူမြန်း၅ပါးတီလာလုံလုံတဲ့ဖုန်းကြီး128သွဲဆိုတာစောက်ထဲမှာပဲရှိတယ်နောက်ဗီဒီယိုမှာဆက်ပြောမယ်တက္ကမတရားကသူ့ကိုယ်သူ၅ပါးတီလာရဲ့လုံနေဆိုပြီးတော့တန်ခါကိုအတူအေးเนาะသောကပုခ္ခပြောနေတာကိုတွေ့ရပါတယ် တကယ်တန်ကမာအတူမရှိပါဘူးတန်ကမာအစ်စ်ပဲရှိပါတယ်နော်လူတွေကခတ်တာကဘာလဲဆိုလို့ရှိရင်တန်ကာနဲ့ပုံကိုကိုမကွဲတာဖြစ်တယ်တဲ့ဥဒင်းတပါးလည်းကသူလို့ရှိရင်ပုံကိုပေါ့ဥဒင်းရဥဒင်းနှာဝူးကြကြဘာလဲလို့ဥဒင်းကိုပဲပြောဥဒင်းကိုပဲဝေဖန်ဥဒင်းကိုပဲသုံးမဥဒင်းကိုပဲပဲ့ပြင်ပေါ့ဥဒင်းကိုပဲစော်ကားပေါ့ဥဒင်းကိုကြည့်ပြီးတော့တန်ကာတော့မစော်ကားနဲ့တန်ကာကအစ်စ်ပဲရှိတယ် တန်ဃာဆိုလို့ရှိရင်ယခုလက်ရှိတန်ဃာတွေကဖျားခက်ကအရိယတန်ဃာတွေအကုန်လုံးပါတယ်နော်တန်ကောဒုတိလောနာမနှစ်ထီတယ်တန်ဃာတီဒုတိလပုဂ္ဂိုလ်မရှိပါဘူးတန်ဃာဆိုတာဘာလဲသူရင်၄ပါး၄ပါးအထက်ပေါ့ဥဒင်းကမဟုတ်လားလို့လို့ဆိုရင်ဥဒင်းကိုပဲပြောဥဒင်းကိုအကြောင်းပြုပြီးတန်ဃာဆိုတာလို့ရှိရင်တော့ဟိုအရိယတန်ဃာတွေကသောကရဏတူတူပါပဲ။ နော်အရိယူပဝါဒကံထိုက်ပါတယ်အဲ့ဒီကံထိုက်လို့ရှိရင်ဘယ်တော့မှတရားမရပါဘူးမှတ်သားစရာပေါ့နော်မြန်မာနိုင်ငံသားဖြစ်ရတာဂုံယူတဲ့ဆိုတော့ဒီအမျိုးသားဘာလို့ဆက်ပြောမလဲဆိုတော့မို့လို့ဆက်ကြည့်လိုက်ရအောင်နော်ကျွန်တော်ကတော့မြန်မာပြည်မှာလူဖြစ်ကြတာအရန်ကံကောင်းတယ်လို့ထင်ပါတယ်အရန်လည်းပြောပါတယ်ဘာလို့လဲဆိုတော့ဂျပန်နိုင်ငံကအရန်ချမ်းသာတာမှန်ပါတယ်သူကတေးရထီလှုပ်လှုပ်ကပါဒီနေ့ကျွန်တော်နဲ့ပင်ရန်အတူလှုပ်မဲ့အဖိုးဆိုရင်အသက်86နှစ်ရှိပါပြီ။ तू မနာရပါဘူး။ तू ကဘာလို့မနာရလဲလို့ကျွန်တော်မေးကြည့်တော့ သူတလနားလိုက်တာနဲ့သူမိသားစုစာဝတ်နေရေးအရန်ခက်ခဲသွားပါလိမ့်မယ်။ပြီးတော့သူတို့တွေကလမ်းလျှောက်လို့ရတဲ့အထိကိုကိုကိုတဲနိုင်တဲ့အထိကိုသူတို့လှုပ်လှုပ်ကားပါတယ်။ကိုကိုကိုမတဲနိုင်တော့သူတို့အလုံးမလုံးနိုင်တော့ဘူးဆိုရင်သူတို့ဘိုးဘရိတ်တာပို့ပါပြီ။ဘိုးဘရိတ်တာရောက်ပြီဆိုတာနဲ့မလုံးနိုင်မကင်နိုင်တဲ့ကတဲ့ပေါ်မှာသူများကြွေးမှသူများတိုက်မှစားတောက်ရတဲ့ဘိုးဘရောက်သွားပါပြီ။အာတိမဲ့ချိန်ကိုထမင်းစာကြီးစောက်ရတဲ့ဘိုးဘကိုရောက်သွားပြီပေါ့နော်။အဲသူတို့ တေဂန်ဒီသူတို့မှာဖျားလည်းမရှိဘူးတရားလည်းမရှိဘူးဘယ်သူမှလည်းသူတို့တင်ပြပေးမဲ့လူမရှိဘူးဘယ်သားသမီးပဲဆွေမျိုးမှလည်းမလာဘူးကျွန်တော်တို့စီမှာအသက်80နီးပါး60ကျော်ပြီဆိုရင်တော့မှတူတွေတူတွေတားတွေသမီးတွေအကုန်လုံးကသိရမလားဘယ်သူမှဟိုအလုတ်အကျန်းနေပါပြီပြေလောက်တော့မှမဟုတ်ပါဘူးအ ਨੇ ဆုံးတော့เนาะအေးစစ်စစ်နေရမယ်မလုံနိုင်မကင်တော့လို့ဆိုရင်တော့ဘိုးဘာရိတ်တာတို့ဘာတို့မှတရားနဲ့ ပါနဲ့နေရမယ်ဒီမှာတရားလည်းမရှိဘာမှလည်းမရှိပါဘူးเนาะသူကတေမဲရက်ကိုဒါထမင်းစားပြီးစောင့်နေရတာပါအဲ့တော့တချို့ဖိုးဖွားရေဆိုတေတယ်တေွားလို့ရှိရင်ပဲဆွေမျိုးပဲသားသမီးမှမလာဘူးဒီတိုင်းပဲတေတာနဲ့ရေခဲတိုက်တန်းပို့လိုက်တာပဲပြီးရင်သူတို့အတူကနိုင်ရီးပိုင်းလှုပ်လိုက်တယ်ပဲသားသမီးတယောက်မှမလာဘူးသူတို့ကသူတို့နိုင်ငံအဲ့လိုပါအဲ့ဒါကိုမြန်မာပြည်မှာလူဖြစ်ကအကန့်ဆုံးတယ်လို့ထင်တဲ့လူတွေတွေ့ရင်ကျွန်တော်အံ့ဩမိပါတယ်မြန်မာပြည်မှာ လူဖြစ်ခဲ့တာတကယ်တော့အရန်ကန်ကောင်းပါတယ်အခုအချိန်ကအကြောင်းမျိုးမျိုးကြောင့်နေရေးထိုင်ရေးတွေခက်ခဲတယ်နိုင်ငံရေးအဓိကတော့နိုင်ငံရေးကြောင့်အဆင်မပြေဖြစ်တဲ့အချိန်လေးပါနော်အားလုံးပြီးဆုံးသွားပြီဆိုကျွန်တော်တို့နိုင်ငံရေးတကယ်ပျော်ဖို့ကောင်းပါတယ်အဲကြောင့်ကျွန်တော်ကတော့မြန်မာလူမျိုးဖြစ်ခဲ့တာအရန်ကျင်တတ်ပါတယ်ဘယ်သူကမကောင်းပြောပြောကျွန်တော်ကတော့ကျွန်တော်နိုင်ငံမှာလူဖြစ်ခဲ့တဲ့အတွက်ဒါဖျားကိုကျေးဇူးတင်ပါတယ်နော်ဖះဖန်စင်ပြီလို့လူဖြစ်ကြတာပေါ့နော်ဗုဒ္ဓဘာသာနိုင်ငံမှာလူဖြစ်ကြတဲ့အတွက်အရန်ကျင်တတ်ပါတယ်အရန်ပျော်ပါတယ်ဗျာ ပါမျိုးလူရေးမိုးဝဲဗီဒီယိုလေးတော့ဒီလောက်ပါပဲဖုန်းကြီးတွေအနေနဲ့ကိုယ်နဲ့မသက်ဆိုင်တဲ့အရာတွေကိုအဲဒီလိုမျိုးတွေမလုတ်သင့်ဘူးလို့တော့ထင်တယ်ပေါ့နော်ဒါကြောင့်မလို့လဲလူပြမြပြီးဝေဖန်ခံရတယ်ပောက်ကရလုတ်တဲ့ဖုန်းကြီးတွေကိုလည်းအရေးယူပေးဖို့တောင်းဆိုနေကြတယ်ပေါ့နော်ဒီအမျိုးသမီးဆိုလို့ရှိရင်လဲဒီဖုန်းကြီးအတုတွေကိုလုံးဝမကိုးကွယ်ဘူးမရှိခိုးဆိုပြီးတော့ပြောလာတယ်ပေါ့နော်အမျိုးရောဘယ်လိုထင်လဲအမျိုးရဲ့ထင်မြင်စချက်ကလေးတွေလဲဗီဒီယိုလေးရဲ့အမှကွန်မန့်လေးတွေရေးကပ်ပြီးလို့ရပါရဲ့ရှိဒီဗီဒီယိုလေးကိုတင်ဆက်ကြတဲ့ရည်ရွယ်ချက်ကတော့ဒီနောက်ထပ်တန်ခါးတွေဒီလိုမျိုးတွေထပ်မလုတ်အောင်လို့ဘူးတုဒ္ဒရအနေနဲ့ပြန်လည်မျှဝေလိုက်ခြင်းပဲဖြစ်ပါတယ်မိုးဝဲ ဗီဒီယိုလေးကိုအဆုံးထိလက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်တဒါ။